ဇနီးဘက်ကပါတဲ့သားဖြစ်သူကြောင့်နှခန်းဒီမလေးတွေကြမှာရောက်ကထီတော်ခန်းနေရတဲ့နိုင်လုံအလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကြွဆူလိုက်ပါတယ်နိုင်လုံကလူချမ်းတွေထဲမှာဆုံရလဲဘရက်သက်တွေကြမှာလူသိအများဆုံးလို့ပြောလို့ရပါတယ်မကောင်းတဲ့လူချမ်းကြီးဖြစ်လူမုံများခဲ့ပေမဲ့နောက်ပိုင်းမှာနိုင်လုံရဲ့အသေးနှလုံးတို့ကြောင့်တိလာရကောင်လူတွေကအသိမဲ့ဖြူလာခဲ့တာပါလတလုံးမှဆိုရင်နိုင်လူကသားဖြစ်သူကြောင့်နှခန်းဒီမလေးတွေကြမှာလူပြောများနေတာဖြစ်ပါတယ်။နိုင်လူကသမီး၃ယောက်မွေးထားတာပေါ့။သမီးတွေပဲမွေးထားတာဖြစ်ပြီးသားအရင်တော့မရှိပါဘူး။ ဒါပေမဲ့လက်ရှိဇနီးဖြစ်သူကတားတယောက်ပါလာတာကြောင့်နိုင်လူကတားတယောက်ကောင်းရသလိုဖြစ်နေကြတာပေါ့ဇနီးဖြစ်သူရဲ့အရင်အိမ်တောင်နဲ့ရတဲ့တားလေးနှစ်တန်းရွယ်မှာနိုင်လူတို့ကလက်ထပ်ခဲ့ကြပါတယ်တားရှိတော်ကိုတိတိယက်နဲ့လက်ထပ်ခဲ့တာဖြစ်သလိုတားလေးပေါ်မှာလည်းကြည်ပြူခဲ့တာပေါ့နိုင်လူကမျိုးသမီးဘက်ကပါလာတဲ့တားဖြစ်သူကိုလည်းတခါမှမီဒီယာတွေရှေ့မှာထုတ်မပြခဲ့ဘူးပါဘုံပေကရဲရက်မှာတော့ဇနီးဘက်ကပါလာတဲ့တားဖြစ်သူကဒေါလဘတ်ဝိတ်ခဲ့ပါတယ်တငယ်ချင်းတွေနဲ့တူတူသာသနာဘောင်ထဲကိုဝင်ကြတာပေါ့သာသနာဘောင်ထဲဝင်တဲ့အချိန်မှာနိုင်လူဟာဖခင်ရင်မဟုတ် ပေမဲ့ဒါဖြစ်သူကလာဖို့ဖိတ်ခဲ့ပါတယ်။ဒါဖြစ်သူကသူ့ကိုပထွေးလို့မဆက်ဆံပဲအဖေတယောက်လိုဆက်ဆံတဲ့အတွက်လည်းဝမ်းသာနေခဲ့တာပေါ့။နိုင်လူကဒါဖြစ်သူသာသနာပေါင်နဲ့ဝင်တဲ့အချိန်မှသာချပြလာခဲ့တာပေါ့။ဆိုပါအင်တာဗျူးကချက်ချင်းဆိုသလိုပောက်သွားခဲ့ပါတယ်။ဇနီးဘက်ကပါလာတဲ့ဒါဖြစ်သူကရုပ်ရည်ချောတဲ့အစင်းလေးတယောက်ဖြစ်နေတာကြောင့်ပေါ့။သာသနာပေါင်နဲ့ဝင်တဲ့အချိန်မှတော့ရုပ်ရည်ချောမော့တာကပေါ်လွင်နေခဲ့တဲ့အတွက်နှကန်းဒီမာလေးတွေကငရဲကြီးမှကိုတော့မမှုတော့ပဲ။ ချုံလိုက်တာဆိုပြီးဖြစ်နေကြပါတယ်။နိုင်လိုကိုလည်းချက်ချင်းဆိုသလိုအဖေတော်ချင်းသူတွေများသွားခဲ့တာပေါ့။ရုပ်ရည်ချုံမတဲ့အသားဖြစ်သူကိုဖွက်ထားနေဆိုပြီးတော့ပြောဆိုနေကြပါတယ်။ နိုင်လိုကနေတဆင့်သားဖြစ်သူကိုယင်းနစ်ချင်တာကြောင့်ကပ်ဖားနေကြပါပြီ။နိုင်လိုဟာဇနီးဘက်ကပါလာတဲ့သားဆိုပြီးခွဲခြားတာမျိုးလည်းမရှိပါဘူး။သားယင်းတယောက်လိုသားဆက်ဆံကြတာပါ။သားယင်းလိုသားဆက်ဆံပေးပြီးချစ်ပေးတာဖြစ်ပါတယ်။ဒေါ်လာဘတ်ဝတ်တဲ့အချိန်မှာဖိတ်ခံရတဲ့အတွက်လည်းပျော်ရွှင်ကမျက်ရည်တွေတောင်ကျောက်နေကြတာဖြစ်ပါတယ်။အစောပါသားလေးကမိရခွဲဖရခွဲဖြစ်နေရရှာတာဆိုပြီးနိုင်လိုကမြစ်တာအပြေးဝပေးချင်ကြတာပါ။ အင်တာဗျူးတွေနဲ့ပြည်သက်တွေတည်အောင်ချပြလိုက်တဲ့အတွက်နိုင်လို့ကျေးဇူးကြောင့်တားဖြစ်သူကလူသိများသွားရပါပြီ။မင်းသားရုပ်ရည်လေးလည်းရှိတာကြောင့်တချို့ကတော့မင်းသားလို့ဖို့တိုက်တွန်းနေကြပါတယ်။နိုင်လို့ကအသားအရင်းရဲ့ရေပေးခံရတာနဲ့တင်မျက်ရည်ကျတဲ့အထိဖြစ်နေတာကြောင့်လည်းစိတ်နှလုံးနှူးတဲ့သူဖြစ်သတ်မှတ်ခံနေရတာပါ။ ။အမေအရင်နေ့အပေါ်မှာပဲအချစ်ပေါ်တာမဟုတ်သွေးမတော်သားမဆက်တဲ့သားဖြစ်သူအပေါ်မှာပါစေတနာမေတ္တာအပြည့်အဝရှိနေတာကြောင့်ပေါ့။တချို့ပထွေးတွေဆိုရင်ကလေးတွေအပေါ်မှာမကောင်းတဲ့စိတ်ထားမျိုးတွေလည်းရှိနေတတ်ပါတယ်။သားသမီးအရင်တွင်နဲ့ရှင်သွားရင်သွေးမတော်ဆက်တဲ့သူကိုတိတ်ပြီးတော့လည်းအရင်မပေးတော့ပါဘူး။ နိုင်လို့ကတော့ခုလိုတွေမရှိပဲအကုန်လုံးကိုတပြေးညီတည်းသာဆက်ဆံတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လတော်ကနမဲနှလုံးနဲ့မင်းသားရဲ့သမီးဆိုပြီးနမဲကြီးခဲ့တဲ့မိုးဆက်ချော်ပေါ်မှာလဲဖခင်မြတ်တာကိုအပြေးဝပေးခဲ့တာပေါ့။အဖေခေါ်စရာမရှိတလို့နမဲလည်းသုံးစရာမရှိဘူးဆိုပြီးဝမ်းနေနေတာကြောင့်နိုင်လို့ကဖခင်နေရာကနေနမဲခံပေးမယ်ဆိုပြီးပြောလာခဲ့တာဖြစ်ပါတယ်။ဖခင်မြတ်တာစိတ်ကြီးမားတဲ့နိုင်လို့ရဲ့ဇနီးဘက်ကသားဖြစ်သူအပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက် ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးเนาะနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။